အခိုင်အမာခံစစ်ပြင်ထားတဲ့စကိုင်းတိုင်းပလဲမြို့နယ်ကကန့်တောင်ရဲစခန်းကိုပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA နဲ့မဟာမိတ်တွေဂျွန်လ19ရက်မှာတိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။အဲ့ဒီနောက်ဖမ်းမိခဲ့တဲ့စစ်တုံးပန်း၄ဦးထဲမှာ၃ဦးကစစ်ကောင်စီအထမစစ်သားစုဆောင်းထားတဲ့တပ်သားတွေဖြစ်ပြီးတင်တန်းပြီးတာနဲ့ရှေ့တန်းကိုပို့ခံရသူတွေဖြစ်တယ်လို့ကာယကံရှင်တွေက ထွက်ဆိုပါတယ်။ဒီစခန်းသိမ်းတိုက်ပွဲကနေဖမ်းမိတဲ့တုံးပန်းတွေကိုစစ်ဆေးမင်းမြတ်တဲ့ရုပ်တံမနေ့ကထုတ်ပြန်ရမှာ။ တဦးကအသက်15နှစ်ပဲရှိသေးတာကို တွေ့ရပါတယ်။ဒီ၄ဦးထဲမှာကြံတဦးကတော့ရဲအရာခံဘူရှိန်းကိုကိုကျော်ဖြစ်ပြီးသူက1996ခုနှစ်ကလေးကရဲတပ်ဖွဲ့ထဲရောက်ရှိနေတာလို့ထွက်ဆိုပါတယ်။စစ်ကောင်စီတပ်ကနိုင်ငံတော်မှာလူငယ်လူရွယ်အများအများကိုပုံစံအမျိုးမျိုးနဲ့စစ်သားစုဆောင်းပြီးကာလတူစစ်တင်တန်းပေးခဲ့တဲ့နောက်စစ်တိုက်ခိုင်းနေတာကြောင့်တပ်သားအစ်တွေတိုက်ဆုံထိခိုက်မှုများစွာရှိနေပါတယ်။ ပြီးတော့တဦးချင်းဖြစ်စေအဖွဲလိုက်ဖြစ်စေတော်လှန်ရေးတပ်တွေစီတွားရောက်ပူးပေါင်းကြတဲ့စစ်မှုတန်းတွေလည်းရှိနေပါရဲ့ရှင်